စိုက်ပျိုးရေးဦးစီးဌာနသည်ကျေးရွာသစ်လှုပ်ရှားမှုစံပြကျေးရွာများထူထောင်ခြင်းကိုကိုရီးယား BB ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီရဲ့အထောက်အပံ့ဖြင့်2015ခုနှစ်မှစတင်ပြီးကျေးရွာပေါင်း130ရာတွင်စတင်ကောင်တယ်ပေါ်ဆောင်ရွက်ခဲ့ပါသည်။မူလစံပြကျေးရွာများ၏အောင်မြင်မှုကိုအခြေပြု၍တိုင်းဒေသကြီးပြည်နယ်အစိုးရရဲ့ထောက်ပံ့ရန်မှုတွေဖြင့်စံပြကြီးရွာ34ရွာကိုထပ်မံရွေးကကြီးရွာပုံပြွေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်။ဒါအပြင်စွမ်းအမြင့်မြို့ပေါ်ပြည်ချင်းစီမံကိန်း ICSPE ကျေးလက်ဒေတာဖွံ့ဖြိုးရေးထောက်ပံ့ရန်မုံငွေဖြင့်2020 2021နဲ့2023-2024ခုနှစ်တို့မှာစံပြကြေးရွာ80ရွာတို့တွင်ကြေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။အဆိုပါစံပြကြေးရွာ224ရွာ၏စီမံကိန်းလွန်ကာလကြေးရွာရန်မုံငွေများအရင်မပြောက်လေပဲ့၍ရည်ရှည်တည်တံ့ပြီးကြေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆင်ဆက်မပြတ်စနစ်ကျဆောင်ရွက်နိုင်ခြင်းရန်ကြေးရွာကောင်းဆောင်များနဲ့စီမံကိန်းတာဝန်ခံများရဲ့ဆွမ်းဆောင်ရည်မြင့်တင်နိုင်ရန်အတွက် ခြေရာအစ်လှူရှားမှုမွမ်းမံတင်တယ်များပို့ချပေးလျက်ရှိပါတယ်။ယခုတစ်ပတ်တင်တယ်ကတော့နေပြည်တော်ဂိုးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာရှိတဲ့တိုင်းဒေသကြီးပြည်နယ်တာဝန်ခံများခြေရာတာဝန်ခံများစံပြခြေရာ44ရွာမှာရှိတဲ့ခြေရာကောင်းဆောင်များတွင်စီမံကိန်းလုပ်ငန်းများရေရှည်တည်တံ့နိုင်စေရန်မွမ်းမံတင်တယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်။တင်နန်းသားများဟာတင်နန်းကြောင်းကိုတရက်ကြိုတင်ရောက်ရှိကြရပါတယ်။ တင်တန်းကျောင်းကိုရောက်တာနဲ့တင်တန်းသားလည်းဆက်ကပ်များပြီးကတင်တန်းသားများတဲကိုရမြည်အိတ်ဆောင်ခန်းနံပါတ်များနဲ့အသုံးပြုရမယ့်ကတင်ဘီကိုအသုံးဆောင်များကိုရှင်းပြပြီးအိတ်ဆောင်တို့အရောက်ကြိုးစိုးနေရာချထားပါတယ်။ခဏနာပြီးရနဲ့ကြိုးစိုးခြင်းခန်းနာဆောင်ရွက်ပါတယ်။ခန်းနာမှာတင်တန်းတက်ရောက်မှုမှတ်ပုံတင်ခြင်းတင်တန်းဝင်စစ်တမ်းကောက်ယူခြင်းတို့ပြုလုပ်ပါတယ်။အဲဒီနောက်မှာတော့တင်တန်းကာလတစ်လျှောက်တင်တန်းသားများလိုက်နာမြည်အိတ်ဆောင်စုခန်းများစားတောက်ဆောင်တွင်လိုက်နာမြည်စုခန်းများနဲ့ တင်နန်းစီကြများကိုတင်နန်းနီးပြများကရှင်းပြကြပါတယ်။ကျိုးစိုးချင်းခန်းသားမှာနိုင်ငံတော်သင်းလေးကျင့်တည်ဆိုခြင်းကိုလည်းဆောင်ရွက်ခဲ့ပါတယ်။တင်နန်းစာတင်သည်2025ခုနှစ်အောက်တိုဘာလ21ရက်နေ့မှာအောင်မြင်နေသောစံပြကြီးရွာများ၏ One Billion One Product ထုတ်ကုန်ပြပွဲကိုလည်းဆောင်ရွက်ခဲ့ပါတယ်။ပြပွဲမှာ Strawberry Wine, Chin, Phnak, Halwa, Aloo Jaw, Thobat Di, Chatun Phiu, Sat Pya Si စတဲ့မျိုးမြီဆက်ဆောင်မျိုးကိုပြသထားရာစိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကကြိရှုအားပေးကလိုအပ်သည့်များကိုလမ်းညွှန်မှာကြားခဲ့ပါတယ်။တင်နန်းဖွံ့ဖွဲအခမ်းအနားကိုဆက်လက်ဆောင်ရွက်ခဲ့ရာညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင်ထွန်းမှဖွံ့ဖွဲမှာစကားပြောကြပြီးစီမံကိန်းကြေးရွာများနဲ့ဂန္ဓာသုံးရွာတွင်ဂန္ဓာအလိုက်ကောင်းဆုံးဆောင်ရွက်နိုင်ခဲ့သည့်စံပြကြေးရွာသုံးရွာကိုလည်းဂုံပြုလက်မှတ်များနဲ့အတူစုငွေ၅သိန်းချက်ကိုချီးမြှင့်ခဲ့ပါတယ်။၎င်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်ကကျေးရွာတဲ့လှုပ်ရှားမှုစီမံကိန်းစံပြကျေးရွာအကောင့်ထဲပေါ်ဆောင်မှုအခြေအနေများကိုရှင်းလင်းတင်ပြပြီးဖွံ့ဖွဲကဏ္ဍပြီးမြောက်ခဲ့ပါတယ်။ကဏ္ဍပြီးမှာတင်နန်းသားများနဲ့အတူစုပေါင်းမှတ်တမ်းနဲ့တပ်ပုံရိုက်ကူးခဲ့ကြပါတယ်။ယခုမြင်တွေ့နေရတာကတော့တင်ကန်းစာမစတင်မီနဲ့တင်ကန်းစာတစ်ချိန်နဲ့တစ်ချိန်ကြားတင်နန်းသားများပြည်ညီဝဲမှုမရှိစေဘဲတက်ကြွလန်းဆန်းစေရန်အသည့်ရှင်လန်လေးကျင်ကံများကိုပျော်ရွှင်စွာပြုလုပ်နေကြတာဖြစ်ပါတယ်။ နေ့စဉ်နနက်6:00နာရီမှာတော့ကိုလဲလေးချိန်ခန်းအစီအစဉ်ကိုသင်တန်းသားများအားလုံးအတူတကွဆောင်ရွက်ခြင်းဖြင့်နေ့တည်ကိုစတင်ပါမယ်။အဲ့ဒီနောက်နနက်စာသုံးဆောင်ပြီးခိတ္တအနာယူကနနက်ခင်းစုဝေးခြင်းအစီအစဉ်ကိုဆက်လက်ဆောင်ရွက်ပါတယ်။ဒီအစီအစဉ်မှာတော့သင်တန်းသားများချင်းချင်းမိတ်ဆက်ခြင်းနနက်ခင်းဆက်ရအောင်စူးစီးခြင်းအယုံပြကြရမှာဖြစ်ပါတယ် မြမချေးရွာတဲ့လှူရှားမှုသင်းသီဆိုခြင်းတင်နေသားများမိမိတို့၏ဘဝအတွေ့အကြုံများတင်ဆက်ခြင်းနဲ့စိတ်အားတက်ကြွယ်တည်တည်ခြင်းများကိုစူပေါင်းညီညာပျော်ရွှင်စွာတည်ဆိုကြပါရစေ။ င်ငန်းဆောင်များစတင်နေမှာတော့တင်းတန်းကြောင့်ကြောင့်ကြီးမှကိုရီးယားနိုင်ငံကျေးရွာတဲ့လှုပ်ရှားမှုတွေ့ကြုံများကို၎င်းစီမံကိန်းလမ်းညွှန်ချက်များကိုစီမံကိန်းဌာနစိတ်ဒါဝန်ငံက၎င်းအုပ်စုဖွဲ့ဆွေးနွေးရတယ်သိရှိလိုက်နိုင်ရမယ်အုပ်စုဖွဲ့ဆွေးနွေးပွဲနည်းလမ်းများတင်ငန်းစာကိုလည်းပို့ချပေးခဲ့ပါတယ်စီမံကိန်းရေရှည်တည်တတ်နိုင်ရေးထောက်ကူဖြစ်စေရန်ကျေးရွာကောင်းဆောင်များအတွက်ဖွဲ့စည်းဆိုင်ရာစီမံခန့်ခွဲမှုစဲမအုပ်ဂုံကိုကျေးရွာငွေတိုက်ထူထောင်ခြင်းငွေကြီးဆုံးရှုံးနိုင်ရေးစီမံခန့်ခွဲခြင်းအင်ဂျင်ဝန်တည်နံဆိုင်ပြိုးခြင်းနဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်သင်ခန်းစာများကိုလည်းပို့ချပေးခဲ့ပါတယ်။သင်ခန်းစာများအပြင်သင်တန်းသားများအသိပညာဘူးထူတာများပြည်နိုင်ရန်စီမံကိန်းစံပြကြေးရွာလှုပ်ရှားမှုဗီဒီယိုပြသခြင်းနဲ့ကြေးရွာအသစ်လှုပ်ရှားမှုကဏ္ဍ၃ရာအောင်မြင်ပြစ်စင်များကိုကြေးရွာကောင်းဆောင်၃ဦးကခံယူရမည်စိတ်ထားဆောင်ရွက်ရမည်နည်းလမ်းဖြည့်ရှင်းခဲ့သည့်အတွေ့အကြုံများနဲ့အတူမှတ်သားလိုက်နာဝယ်ဆွေးနွေးပြောကြားခဲ့ပါတယ်။ကြေးရွာအသစ်လှုပ်ရှားမှုကဏ္ဍ၃ရာကောင်းတဲ့ပုံဆောင်ရွက်ရမှာကြုံတွေ့ရတဲ့အခက်အခဲများဖြည့်ရှင်းချက်နည်းလမ်းများအကြံပြုချက်များကို ်သင်တန်းသားများအချင်းချင်းဆွေးနွေးမျှဝေတဲ့အုပ်စုဖွဲ့ဆွေးနွေးခြင်းနဲ့ဖွဲ့လိုက်တင်ပြခြင်းစီစဉ်များလည်းပါဝင်ခဲ့ပါတယ်ဒါအပြင်ပူပေါင်းဆောင်ရွက်ခြင်းဖြင့်အောင်မြင်မှုကိုရရှိစေရန်ပေါ်ဆောင်သောစူပေါင်းကစားနည်းများလည်းကစားခဲ့ကြပါသည်။ သင်တန်းနောက်ဆုံးနေ့သင်ခန်းစာများပို့ချမှုပြီးမှသင်တန်းအကဲဖြတ်ခြင်းနဲ့စစ်တမ်းကောက်ယူခြင်းဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီနောက်တင်နန်းစင်ပွဲဆောင်ရွက်တဲ့အခါစိုက်ပျိုးရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ကတင်နန်းစင်ပွဲအမှာစကားပြောကြပြီးတင်နန်းစင်ဂုံပြုလက်မှတ်များလည်းချီးမြှင့်ခဲ့ပါတယ်တင်ဆက်မှုထူးချွန်စုများကိုတင်နန်းကြောင်ကြောက်ကြီးကပေးရပြီးတင်နန်းစင်ဂုံပြုစကားများလည်းပြောကြခဲ့ပါတယ်တင်နန်းသားတင်နန်းသူနှုတ်ကကျေးဇူးတင်စကားပြောကြပြီးကျေးရွာတဲ့လှူရှာမှုမွန်မှန်တင်နန်းအမှတ်စဉ်တင့်မြင့်ဆောင်2025ကိုအောင်မြင်စွာကျင်းပပြီးမြောက်ခဲ့ပါတယ်တင်နန်းကိုအဆမဆုံးစိတ်ပါဝင်စားစွာတက်ရောက်ခဲ့ပါသော ကျေးရွာတာဝန်ခံများနဲ့ကျေးရွာကောင်းဆောင်များကိုတင်တန်းကြောင်းမှဤတင်တန်းဗီဒီယိုဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါရခင်ဗျာ။